တင်ပါပါဒံရထက်မှန်ရရှိသွားကြလို့မန်ချက်တွေထိခိုက်လာပြီဖြစ်တဲ့အာဆင်နယ်ပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျာအာဆင်နယ်လက်ဂျင်ဟက်ကတင်ဆက်နေပါ ರೀ ဒီဘက်မှာကစားခဲ့ကြတဲ့နိုင်ငံတကာပွဲစဉ်တွေကတော့အာဆင်နယ်အတွက်တကယ်ကိုကန်ဆူမှုမောင်ကြားခဲ့ရတယ်လို့ဆိုရမှာပါဂါရီယာဒံရရသွားတယ်ကာလာဖီယိုရီလည်းဒံရရသွားတယ်အခုလဲနယ်သာလန်အတွက်ကစားပေးနေနောက်ခံလူဂျူနီယံတင်ပါတယောက်ဒံရရရှိသွားခဲ့ပြန်ပြီဖြစ်ပါ ರೀ တင်ပါရဲ့ဒံရကအာဆင်နယ်အတွက်တိတ်ကိုဇွေးရင်စရာကောင်းတဲ့ကိစ္စပါသူကအာဆင်နယ်တင်းရဲ့မရှိမဖြစ်ကစားမတယောက်ဖြစ်တာမို့လို့ သူမရှိရင်အတင်းကိုကြီးမားတဲ့ရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်။တင်ပါကအာဆင်နယ်ညာချမ်းခံစီကစားမှဖြစ်ပါတယ်။သူစီမှာတာမန်ခံစီကစားမှတွေထပ်ပို့တဲ့စွမ်းရည်တွေရှိပါတယ်။သူကဘောကိုတည်ပြေးရမှာတိတ်ကျွမ်းကျင်နေပြန်မတိုက်စစ်ကိုဟန်တရရမှာလည်းကောင်းတယ်လို့တိုက်စစ်လိုက်ပါပန်ပိုးမှုကလည်းတော်လေးအားကောင်းပါတယ်။ပြန်မတိုက်စစ်မှုတွေကိုတဝူးချင်းစီကာကွယ်ရမှာတိတ်ကိုထိရောက်ပါတယ်။ညီပြအာဒီတာရဲ့ကစားဟန်ပြူဟာကိုနားလည်သဘောပေါက်ပြီးတသွေးမတိန်လိုက်ပါကောင်းတဲ့ဖော်နိုင်ပါတယ်။အဲဒါကြောင့်သူမရှိရင်အာဆင်နယ်ညာချမ်းကအသီးတတကိုအားနေသွားနိုင်ပါတယ်။ င်ပါရဲ့ဒုတိယရာကအသင်းကိုဒီလိုမျိုးရိုက်ခတ်မှုတွေရှိလာစေနိုင်ပါ ರಿ သူမရှိရင်အာဇနယ်ရဲ့ခံစစ်ကာကွယ်ရေးမှာအားနည်းချက်ပေါ်လာနိုင်ပါ ರಿ အထူးသဖြင့်ညာဘက်ချမ်းမှာပြိုင်ဘက်တိုက်စစ်မှုတွေဆေးလုတ်ကိုလုံးနဲ့လှုပ်ရှားကစားခွင့်ရလာပါတော့မေနောက်ပြီးတော့တင်ပါဟာခံစစ်ကစားမှတယောက်ဖြစ်ပေမဲ့တိုက်စစ်မှာလည်းအရေးပါပါ ರಿ သူမရှိရင်ညာဘက်ကနေဘောလုံးကိုတည်ပြေးပြီးတိုက်စစ်ဆင်နိုင်တဲ့အခွင့်အရေးဆုံးရှုံးသွားနိုင်ပါ ರಿ တင်ပါမရှိရင်ခြားကစားမတွေကိုသူ့နေရာမှာဇာတို့ကစားခိုင်းရမယ်ဒါကခြားကစားမတွေရဲ့အားရင်ကိုပုံမကုံရှုံးစေနိုင်ပါ ರಿ ထရီတပင်းနောက်ပွဲချက်ကာလမှာဒါကကြီးမားတဲ့ပြဿနာဖြစ်လာနိုင်ပါ रे သူမရှိရင်အာစနယ်ရဲ့ပွဲစဉ်ရလဒ်တွေထိခိုက်လာနိုင်ပါ रे အရတပင်းအားသားတဲ့အသင်းနည်းနဲ့ကစားမဲ့ပွဲတွေမှာပိုပြီးခက်ခဲနိုင်ပါ रे နီးပြအာဒီတာအနေနဲ့ကစားဟန်ပြူဟာပြောင်းလဲရဖို့လှုံ့ဆော်ရပါတော့မေတင်ပါကလူငယ်ကစားမဖြစ်တာမို့လို့တရားကြောင့်သူရဲ့ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသွားနိုင်ပါ रे တင်ပါမရှိတဲ့အခါအာစနယ်အနေနဲ့ဒီလိုမျိုးနီလန်းအနေနဲ့တော့ဖြေရှင်းနိုင်ပါ रे ဗန်ဝိုက်ကိုညာချန်းခံစီကစားမဖြစ်ပြန်ကစားခန့်ရပါမေလူငယ်ကစားမတွေဖြစ်တဲ့နေဆန်တို့ကိုလည်းအခွင့်အရေးပေးနိုင်မိမဲ့ ပွဲချက်ကာလမှာအမားသိခံလို့တော့မရပါဘူး။ ASEAN တန်ရာဆိုတာကစားမတရားရဲ့ဘဝမှာကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဆိုပေမဲ့ဂျူလီယန်တင်ပါလို့လူငယ်ကစားမတွေအတွက်ကတော့ဒီတန်ရာကနေအကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့ဥမာတွေလည်းအများကြီးရှိပါတယ်။သူ့မှာရှေ့ကလေးကအောင်မြင်စွာပြန်လဲကစားနိုင်ခဲ့တဲ့အတွေ့အကြုံရှိထားတာမလို့ဒီချိန်မှာလည်းစိတ်ထဲကြံ့ခိုင်မှုနဲ့အတူပြန်လာနိုင်မယ်လို့ယုံကြည်ရပါတယ်။တန်ရာတို့ကြီးတဲ့ကစားမတွေဟာပြန်လဲတန်ဆွမ်းရည်ခရီးလမ်းမှာစင်တူတဲ့အဆင့်တွေကိုဖြတ်တန်းရပါတယ်။တန်ရာပြီးတဲ့နောက်ရုပ်ပိုင်းဆိုင်ရာအပြင်စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေလည်းရှိထားပါတယ်။ တင်ပါကအရင်ကဒီတန်ရာကိုကြော်လာနိုင်ခဲ့ဘိုးသူအနေနဲ့ဘလိုမျိုးစိတ်ဓာတ်မျိုးနဲ့ရင်ဆိုင်ရမယ်ဆိုတာတည်ထားပြီးသားဖြစ်နိုင်ပါတယ်။ဒီခံမှုဇွဲလုံးလာနဲ့အတင်းတစ်ခုလုံးရဲ့အားပေးမှုတွေကသူ့အတွက်အဓိကတော့ချက်တွေဖြစ်ပါတယ်။အာစနယ်အသင်းနေနဲ့လည်းသူ့ရဲ့ပြန်လည်တန်ဆွဲရခီလန်တစ်လျှောက်မှာအချိန်ပေးပြီးအပြေးအဝပံ့ပိုးပေးမယ်လို့မျှော်လင့်ပါတယ်။ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ဂယူဆိုင်မှုနီးပြားရဲ့ယုံကြည်မှုနဲ့ပရိသတ်ရဲ့အားပေးလန်းညွန်မှုတွေကသူ့အတွက်အဖို့မဖြစ်နိုင်တဲ့အားရင်တွေပဲဖြစ်ပါတယ်။ဂျူလန်တင်ပါကရည်ချင်းရှိတဲ့လုံငန်းကစားမတစ်ယောက်ဖြစ်ပြီး ACL တရားရဲ့စိန်ခေါ်မှုကိုတခါတည်းပို့ပြီးရင်ဆိုင်ကျော်လွှားပြီးသူပါ။သူမှာလိုအပ်တဲ့စိတ်သက်ကြန့်ခိုင်မှုအတွေ့အကြုံနဲ့ဝိညာဉ်အားပေးမှုတွေရှိပါရည်။အဲဒါကြောင့်သူကဒီတရားအနေပုံမှုအားကောင်းလာပြီးအာဇနယ်တင်းတို့ရခင်ကားထက်ပိုတဲ့ဆန်းဆောင်မှုတွေနဲ့ပြန်လည်အသက်သွင်းနိုင်မယ်လို့ခိုင်ခိုင်မာမာမျှော်လင့်ယုံကြည်မိပါရည်။ညီကိုတို့ကရောလက်ရှိကြုံတွေ့နေရတဲ့တရားပဒနာတွေနဲ့ပတ်သက်လို့ဘလို့မြင်ကြလဲခင်ဗျ။ဒီပေါ်မှာရောအတ္တအနေနဲ့အကောင်းဆုံးကြော်ဖြတ်ပြနိုင်မယ်လို့ထင်မိကြလားခင်ဗျ။ပြောပြပေးသွားခဲ့ကြပါဦးခင်ဗျ။ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာ ားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။